မင်္ဂလာပါတောင်းသမီးတို့ရေဒီချေက grade 2တိပ္ပံဘာသာကိုသင်ကြားမယ်ဒီချေမှုဖြစ်ပါတယ်အခုဒီချေကအခန်း9ကြောက်ခဲရေနှစ်လေတို့ကိုလေ့လာရေးဆိုတဲ့သင်ခန်းစာကိုသင်ကြားပေးမှာဖြစ်ပါတယ်တောင်းကဲတောင်းသမီးတို့ရေအခန်း9မှာလေအခန်းခွဲနှစ်ခန်းရှိရယ်နော် ခန်းခွဲ1ကပုံတရံအလေးချိန်နဲ့နေရာယူခြင်းနဲ့အခန်းခွဲလေး2ကကြတော့ရွေ့ရှားခြင်းပဲဖြစ်တယ်။ကဲအခုကြည့်ချက်ကအခန်းခွဲ1ပုံတရံအလေးချိန်နဲ့နေရာယူခြင်းကိုတင်ကြပြမှာဖြစ်ပါတယ်။ကဲတောက်သူမျိုးကြီးတောက်သူလိုပုံဝင်ချင်မှာ ကြောက်ခဲရည်ရည်တွေနေမရှိဘူးလားမြင်ဘူးလားဟုတ်တယ်ကြောက်ခဲရည်လေတို့ဘာတွေမတူညီဘူးလဲဆိုတော့ဒီချေတို့ကလေ့လာကြည့်မှာဖြစ်တယ်ရှိကသင်ငန်းစာကြီးတစ်ကလေးလေးချီကတက်ရှိတွေကိုလေ့လာဖြစ်တယ်နော်တက်ရှိတွေရဲ့မတူညီမှုတွေတကောင်နဲ့တကောင်နှိုင်းယှမှုတွေကိုလေ့လာဒီခါကျတော့ဒီချေတို့ကကြောက်ခဲရည်လေတို့ကိုဘာတွေကိုတူညီဘူးလဲဆိုတော့ လေ့လာမှာဖြစ်တယ်နော်အရန်စိတ်ဝင်စားဖို့ကောင်းတယ်နော်တောက်သူအရင်ဆုံးပုံလေးကိုကြည့်လိုက်ပါဦးပုံလေးရပြထားတယ်ကြောက်ခဲပုံလေးရေဟောဒီဘက်မှာတော့ပါလေလေဟောလေကဘယ်ထဲမှာရှိဘူပေါင်းလေးထဲမှာနော်အဲ့ဆိုရင်တောက်သူစဉ်းစားကြည့်ပါဦးကြောက်ခဲကဘာလို့လေးနေရလဲဘူပေါင်းထဲမှာရောဘာရှိတယ်ဒီချက်ခုနပြောပြသွားတယ်လေဘူပေါင်းထဲမှာဘာရှိဘာရှိမထင် လေဟုတ်ပြီတားရဲ့ပဝင်ခြင်းမှာရောရေရောမရှိဘူးလားရှိရပါတော့ကဲနေမှာကဲအဲ့တော့ဒီသင်္ကန်းစာကနော်ရေရောကြောက်ခဲဒီလေဒီရေဒီဘယ်လိုဘာရှိလဲဘာမတူညီဘူးလဲဆိုတော့တချေတို့ကဆက်ပြီးတော့လေ့လာသွားမှာဖြစ်တယ်နော်ဒီချေကကြောက်ခဲရရာဆိုလို့ရှိရင်သူ့မှာတိကြတဲ့အလေးချိန်ရှိတယ်တိကြတဲ့ပုံစံရှိတယ်ဟုတ်ပြီနော်ရေမှာလည်းတိကြတဲ့ လေးချိန်ရှိတယ်ဒါပေမဲ့ရေကတိကျတဲ့ပုံတံတော့မရှိဘူးဘာကြောင့်လဲဆိုရင်သူထည့်တဲ့ပစ္စည်းရဲ့ပုံတံကိုလိုက်ပြီးတော့ရေကပုံတံပြောင်းလိုက်တယ်တာလို့ပြီးလေးရလဲအဲ့တိုင်းပဲသူမှတိကျတဲ့ဒူတယ်လည်းမရှိဘူးပုံတံလည်းမရှိဘူးဒီရတို့ကကြောက်ခဲရေလီတွေရဲ့နော်တိကျတဲ့ပုံတံတွေဒူတယ်တွေကိုလေးလာမယ်စမ်းတတ်မယ်ပြီးရင်တစ်ခုနဲ့တစ်ခု မတူညီမှုတွေကိုနှိုင်းရှင်ကြမယ်เนาะကဲဟုတ်ပါပြီအခုဒီချေတို့လုပ်ငန်းတင်တွေကိုစားကြရအောင်လုပ်ငန်းတင်မှာပထမဆုံးဒီချေက ခွက်လေးတွေလေးွက်ထားရမယ်။နော်။ပုံမှန်မှာ ပြထားတယ်ခွက်လေးလေးွက်ထားရမယ်။အဝိုင်းလေးရယ်နော်။အဝိုင်းရှည်လေးရယ် ၄တောက်ရေ၄တောက်ရေလေးရေအဲ့ထဲမှာဒီရှယ်တို့ကရေလေးတစ်ခွက်ယူမယ်ရေလေးတစ်ခွက်ယူပြီးတော့ဒီရှယ်တို့ကအဝိုင်းခွက်ရှည်တဲ့ကိုထည့်ကြည့်မယ်ဟုတ်ပြီရေခွက်လေးကဘယ်လိုပုံစံဖြစ်နေလဲအောက်သမီးတို့ကြည့်လိုက်ပါထည့်ထားတဲ့ခွက်လေးကအဝိုင်းပုံစံဖြစ်နေမယ်ဟုတ်ပြီဒီရှယ်တို့အဲ့အဝိုင်းခွက်ထဲကရေကိုနောက်ထပ်နော်အဝိုင်းအပုအဲ့ထဲကိုဒီရှယ်ကထပ်ပြီးတော့ထပ်ထည့်မယ် ဟောရေရအိုက်ခွက်ပုံတံတန်းအတိုင်းပဲလိုက်ပြီးတော့ပြောင်းနေနေမယ်။ကဲနောက်ထပ်ခွက်တစ်ခွက်တည်းကိုဒီခြေတော့လေးထောက်ခွက်တည်းကိုထည့်လိုက်မယ်။ဟောရေခွက်လေးရလေးထောက်ခွက်လေးပုံစံဖြစ်နေ။ကဲနောက်တစ်ခွက်ကိုထပ်ပြီးတော့ထည့်ကြည့်မယ်။အဝိုင်းဟောသူ့ရဲ့ပုံတံတန်းကဘာဖြစ်နေမှာလဲ။အဝိုင်းပုံတံတန်းဖြစ်နေတယ်။ဟုတ်ပြီနော်။ဒါကဒီခြေတော့နော်ကိုတိုင်းလက်တွေ့လို့ကြတော့ဒီမျိုးလည်းအိမ်မှာခွက်လေးတွေပုံတံတန်းမတူတဲ့ခွက်လေးတွေကိုယူမယ်။ရေခွက်လေးကိုတစ်ခွက်ကြည့်တစ်ခွက်ထည့်ကြည့်မယ်။ အဝိုင်းခွက်လေးကိုထည့်လို့ရှိရင်ရေခွက်ကဘယ်လိုပုံစံဖြစ်နေလဲအဝိုင်းပုံစံဖြစ်နေမယ်ဟုတ်ပြီအဲ့ဆိုရင်ဒီချေတို့ကနောက်တစ်ခွက်လေးရောက်ခွက်လေးကိုထည့်ကြည့်မယ်လေးရောက်ခွက်ကိုထည့်ကြည့်လိုက်တဲ့အခါမှာရေကဘယ်လိုဖြစ်နေလဲရေရဲ့ပုံတံတန်းကလေးရောက်ပုံတံတန်းလေးဖြစ်နေတယ်ကဲဒါဆိုရင်နောက်ဆုံးနော်ဒီချေတို့ကအဝိုင်းရှိရှိလေးတွေကိုထည့်ကြည့်တဲ့အခါမှာဘယ်လိုပုံစံဖြစ်နေမလဲအဲ့ရဲ့ခွက်ရဲ့ပုံစံရှိရှိလေးအတိုင်းပဲအဝိုင်းရှိရှိပုံတံတန်းလေးထွက်နေဒါဆိုရင်ရေကတိကျတဲ့အလေးချိန်တော့ရှိတယ်တုတယ်ရှိတယ် เนาะဒါပေမဲ့တိကျတဲ့ပုံစံရှိလားဟုတ်တယ်မရှိဘူးเนาะသူထက်လိုက်တဲ့ခွက်ရဲ့ပစ္စည်းပေါ်မှာလိုက်ပြီးတော့သူ့ရဲ့ပုံစံပြောင်းလဲတယ်ဒါတော့သူတို့အိမ်မှာလက်တွေ့ကိုယ်တိုင်လုပ်ကြည့်လို့လည်းရရင်เนาะကဲနမကကြီးမှာဆိုရင်ရေရဲ့ပုံစံပြောင်းလဲသွားလားကြည်ရခုနထက်ကြည့်လိုက်တဲ့အခါမှာလေအဝိုင်းပုံထက်တယ်ဟောနောက်တစ်ခါအဲ့အဝိုင်းကနေလေးရောက်ပုံထက်တယ်ပုံစံပြောင်းသွားလားပြောင်းသွားတာဗော အဝိုင်းခွက်ထဲကိုထည့်ရင်ရေကအဝိုင်းပုံတန်လေးပေါ်နေမယ်။လေးတော့ခွက်ထဲကိုထည့်မယ်ဆိုရင်တော့ရေရဲ့ပုံတန်ကမဖြစ်နေဘူးလေ။လေးတော့ပုံတန်လေးထွက်နေပြီ။ဟုတ်ပြီနော်။ဒါကတီရှယ်တို့လက်တွေ့လုံတိုက်တဲ့အခါမှာထွက်လာတဲ့အဖြေလေးပါ။ကဲအဲ့ဆိုရင်ကာကြီးရပြီဆိုရင်ခါဝေးလေးကိုဆက်ပြီးတော့သွားမယ်နော်။ခါဝေးရဗပြောထားလဲဆိုရင်ပြောင်းထည့်လိုက်တဲ့ရေရဲ့ပုံတံကိုရေးပါတဲ့။ကဲခုနကဒီချေတို့ပြောင်းမထည့်ကြည့်ဘူးလား။တစ်ခွက်နဲ့တစ်ခွက်လေး ဝိုင်းခွက်လေးကိုထည့်တယ်၊လေးရောက်ခွက်လေးတွေကိုထည့်တယ်။အဲ့တော့ရှင်တို့ကအဝိုင်းပုံလေးရောက်ပုံရေးပြီးပေါ့နော်။အဲ့ဒီကနမခါဝေးဖေကအဝိုင်းပုံလေးထွက်တယ်၊လေးရောက်ပုံလေးထွက်တယ်။အဖေကအဲ့ဒါလေးရေးပြီးပါ။ကဲအဲ့ဆိုရင်ဒီရှင်တို့ကလုပ်ငန်းတည့်ရဲ့ခါဝေးတွေကိုဆက်သွားမယ်။ ဲစက်မသွားခင်မှာခုနလိုပဲခုနတော့ရှယ်တော့ပါလေရေရေကတိကြတယ်ဘာရှိလဲဒူးတယ်တော့ရှိတယ်တိကြတယ်ပုံတန်တယ်တော့မရှိဘူးဒီခါကရှယ်တို့ဘာလေးကိုစမ်းသပ်မလဲဆိုရင်ကြောက်ခဲတုံးလေးကိုစမ်းသပ်မယ်ကြောက်ခဲတုံးကရောပုံတန်တယ်လိုက်ပြီးတော့သူ့ရဲ့ကြောက်ခဲတုံးလေးကပြောင်းလဲသွားလားဆိုတော့ရှယ်တို့ကလေ့လာပြီးတော့စမ်းသပ်မယ်ခုနလိုပဲခွက်လေးတွေအဝိုင်းပုံလေးတော့ပုံဝိုင်းရှေပုံယူမယ်ပြီးရင်ချေတို့ကကြောက်ခဲတုံးလေးကိုထည့်ကြည့်မယ်အဝိုင်း ခွက်အရှိသေးဦးနော်ထည့်ကြည့်တဲ့အခါမှာကြောက်ခဲတုံးလေးကအဲ့အဝိုင်းအရှိပုံစံတိုင်းဖြစ်သွားတာထည့်ကြည့်မယ်နော်တောက်သမီးတို့လည်းကိုယ်တိုင်လုပ်ကြည့်ပါထက်လားဟုတ်တယ်မထက်ဘူးနော်ဘာပုံစံလေးပဲထွက်တယ်ကြောက်ခဲတုံးပုံစံတိုင်းသူ့ရဲ့မူလရှိတဲ့ပုံစံတိုင်းပဲထွက်တယ်ဟုတ်ပြီအဲ့ဆိုရင်ကြည့်ချင်တို့ကနောက်ထပ်ခွက်သေးကိုထည့်ကြည့်မယ်ပြောင်းသွားလားကြောက်ခဲရဲ့ပုံစံတိုင်းပြောင်းသွားလားပြောင်းသွားဘူးเนาะ အဲ့ဆိုရင်ကျေတော့နောက်ထပ်၄ရောက်ခွက်လေးကိုထည့်ကြည့်မယ်။ကြောက်ခဲတုံးလေးကိုထည့်ကြည့်မယ်။ကြောက်ခဲရဲ့ပုံစံနဲ့ပြောင်းသွားလား။မပြောင်းသွားဘူး။ကဲအဲ့ဆိုရင်နောက်ဆုံးခွက်ထည့်ကိုထည့်ကြည့်လိုက်မယ်။ပြောင်းသွားလား။မပြောင်းသွားဘူး။ဒါဆိုရင်ကြောက်ခဲကတိကျတဲ့သူ့မှာဘာရှိလဲ။အလေးချိန်ရှိတယ်။တိကျတဲ့ပုံစံရှိတယ်။ဘာဖြစ်လို့လဲဆိုရင်အဝိုင်းခွက်ထည့်ကိုထည့်လိုက်ရင်လေကြောက်ခဲတုံးပဲထွက်တဲ့အဝိုင်းခွက်ဘုံမထွက်ဘူး။ ဟော၄တောက်ခွက်ထဲကိုထည့်လိုက်မယ်ဆိုရင်လေကြောက်ခဲတုံးလေးပဲဖြစ်တယ်၄တောက်ခွက်မထောက်ဘူးเนาะအဲ့တော့ကြောက်ခဲကတီးကြတဲ့အလေးချိန်ရှိတယ်သူ့မှာတီးကြတဲ့ပုံတံရှိတယ်ဒါဆိုရင်ဒီချက်တို့ကမေကွန်းလေးကိုဖြည့်ချင်မယ်မေကွန်းလေးကကြောက်ခဲတဲ့ပုံတံပြောင်းသွားလားတဲ့ခုနကချက်တို့အဝိုင်းခွက်ထဲကိုထည့်တယ်၄ယောက်ခွက်ထဲကိုထည့်တယ်ပြောင်းသွားလားကြောက်ခဲပုံတံဟုတ်တယ်เนาะပြောင်းလဲမှုမရှိဘူးအဲ့တော့မပြောင်းသွားဘူးလို့ရေးပြပါ ကဲဒါဆိုရင်ကာကြီးပြည်ရင်ခဝေးကိုသွားကြည့်မယ်ပြောင်းထက်လိုက်တဲ့ခွက်သေးကတဲ့ကြောက်ခဲတဲ့တရံမျိုးပြောပြပါတဲ့ကဲတရှယ်တို့ကခုနအဝိုင်းခွက်တွေကိုပြောင်းထည့်တယ်လေးရောင်းခွက်တွေကိုပြောင်းထည့်တယ်ကြောက်ခဲပုံစံပြောင်းသွားတာမပြောင်းမှမပြောင်းတာကြောက်ခဲတုံးတောင်းလေးပဲရှိတာပေါ့အဲ့တော့ဆရာမတို့ကဘာရေးမလဲဆိုရင်ပြောင်းလဲမှုမရှိပါကြောက်ခဲတုံးပုံစံအတိုင်းပဲရှိတယ်ပေါ့ဒါလေးရေးပြပါ ကဲအဲဆိုလို့ရှိရင် လုပ်ငန်းတရကကြီးနဲ့ခဝင်းမှာเนาะရေကပုံတရံတိကြမှုမရှိဘူးကြောက်ခဲရတော့ပုံတရံတိကြမှုရှိတယ်အလေးချိန်လည်းတိကြမှု ရှိတယ်ဆိုတော့ဒါတို့မျိုးရမယ်เนาะနားလည်မယ်เนาะဟုတ်ပြီအဲဆိုလို့ရှိရင်ဒီချေတို့လုပ်ငန်းတရခေါင်းငယ်လေးကိုဆက်ပြီးတော့သွားမယ် န်းတရက်ကငှက်တူကိုဆက်ပြီးတော့မသွားခင်မှာဘာလုပ်မလဲဆိုရင်သူကပုံလေးပြထားတယ်နော်ကောင်မလေးတယောက်ကနော်ကျွတ်ကျွတ်အိယူယူတယ်ဟောအဲ့ကျွတ်ကျွတ်အိထဲမှာဘာမှမပါဘူးနော်သူကဘာလုပ်မလဲဆိုရင်အဲ့ကျွတ်ကျွတ်အိထဲကိုသူကလေတွေထည့်လိုက်မှာလေတွေထည့်လိုက်မယ်လေတွေထည့်လိုက်မယ်နော်လေဝင်သွားပြီဆိုရင်အဲ့ကျွတ်ကျွတ်အိထိတ်လေးကိုသူကခြိလိုက်မယ်သူကခြိလိုက်မယ်ခြိလိုက်အခါမှာပထမတော့ကတော့ကျွတ်ကျွတ်အိကလေမရှိရတဲ့အတွက်ပြားနေတယ် နော်ဟုတ်ပြီသူကလေးတွေဝင်အောင်ခြိလိုက်တဲ့အခါမှာကြွတ်ကြွတ်လေးကဘာပုံစံနဲ့ဖြစ်နေနော်ဖောင်းနေမှာပေါ့နော်ဖောင်းပြီးတော့နော်ဖောင်းဖောင်းကာကာလေးဖြစ်နေကဲတော့သူမျိုးလေအိမ်မှာကြွတ်ကြွတ်တလုံးရှာရှာပြီးတော့တောက်ဝဲပဝင်ချင်မှာလေးရှိရလေလေးရှိကြအောင်အဲ့ဒါလေးလုံးရှိရင်သိနိုင်နော်အဲ့တော့ကြွတ်ကြွတ်တဲ့ဟိုဒီချိန်တော့လေးဒီဝင်အောင်ထက်နော်ဟိုဘက်ဒီဘက်ရမ်းပြီးတော့ထက်ပြီးရင်ထိတ်လေးနှစ်ဖက်ကိုစီးလိုက်လို့ရှိရင်ကြွတ်ကြွတ်က မူလပုံစံအတိုင်းပြားမနေတော့ဘဲနဲ့လေတွေဝင်သွားပြီးတော့ဖောင်းကနေနိုင်မယ်။ဟုတ်ပြီနော်။ကဲအဲဆိုရင်ဒီချဲတို့ကလက်တွေ့လောက်ပူပါပြီဆိုလို့ရှင်တောက်သမိုးလေးကိုယ်တိုင်လောက်ပူပါရင်မေကွန်းလေးတွေကိုဖြည့်ကြည့်ကြမယ်နော်။ကားငယ်ရဲ့မေကွန်းရဲ့ကကြီးကသူကဗာမေးထားလဲဆိုရင်တဲ့ပလတ်စတစ်အိတ်ကဖောင်းသွားလားပြားသွားလားအိတ်ထဲမှာဘာတွေရှိသွားလဲပုံတရံရောဝိုင်းဝိုင်းလေးလားရှိရှိလေးလားတဲ့။ကဲ ရေရုခုနာတော့ပလတ်စတစ်ထဲကိုနော်လေထိုက်လိုက်တဲ့အခါမှာဘာဖြစ်သွားလဲဖောင်းသွားလားပြားသွားလားဟုတ်တယ်ဖောင်းသွားတယ်ဒါဆိုရင်ပလတ်စတစ်ထဲမှာဘာရှိသွားလို့ဟုတ်တယ်လေတွေရှိသွားလို့ကဲလေဝင်သွားတဲ့အခါမှာခုနပလတ်စတစ်ကဘယ်လိုပုံစံလေးဖြစ်နေမှာဟုတ်တယ်ဝိုင်းဝိုင်းလေးနော်ဘုံဝိုင်းဒါမှမဟုတ်ရှူရှင်နဲ့တောက်တမလို့ခြိတဲ့ပုံမူတည်ရမှာနော်ဝိုင်းဝိုင်းရှင်ရှင်လေးဖြစ်သွားရလေရပါတယ်အဲ့တော့လေဝင်သွားတဲ့ခါကျရင် plus a တွေကဖောင်းသွားမယ် ပြီးရင် plus size ထဲမှာဘာရောက်သွားမလဲလေးတွေရောက်သွားမယ်ပုံတံတန်းကတော့ဝိုင်းဝိုင်းလေးပုံစံတော့ဖြစ်နေမယ်ဒါကနမကကြီးပါကဲနမခဝေးနမခဝေးရတဲ့ plus size လေးကိုအလဲရနေတဲ့လိန်လိုက်ပါတဲ့ပုံတံတန်းကဝိုင်းဝိုင်းထွက်မလားတဲ့ရှိရှိထွက်မလားတဲ့ခုနကတော့ plus size ဖောင်းဖောင်းလေးကိုရှယ်တော့အလဲရနေပြီးတော့လိန်လိုက်မယ်ဆိုရင်ပုံတံတန်းကဘလို့ထွက်မလဲရှိရှိလေးထွက်မှာပေါ့နော်လိန်လိုက်လို့ရှိရင် ကဲအဖေကရှည်ရှည်လေးထွက်မယ်ခါဝေးဖြီလေးကကဲခန်းငယ်ရဲ့မိကွန်းလေးကိုဖြီးကြည့်အောင်နော်ခန်းငယ်ရဲ့မိကွန်းလေးကပေးထားတဲ့ပလတ်စတစ်အိတ်ရဲ့ပုံတံအတိုင်းပြောင်းသွားသလားမပြောင်းသွားဘူးလားတဲ့ကဲပုံလေးကိုကြည့်လိုက်ပါဦးလေကပလတ်စတစ်အိတ်တိုင်းပြောင်းသွားလားမပြောင်းသွားဘူးလားတောက်နေဟုတ်တယ်ပြောင်းသွားတယ်နော်လေကပလတ်စတစ်အိတ်တိုင်းပြောင်းသွားတယ် ခင်ဗျာဆိုရင်မေကုန်လေးထပ်ပြီးတော့ဖြည့်ကြည့်ပါဦးနောက်ထပ်မေကုန်လေးမေးထားသေးတယ်ရေကြောက်ခဲနဲ့လီမာတဲ့ထဲ့เสียပစ္စည်းကိုလိုက်ပြီးရောတဲ့ပြောင်းသွားတာဘယ်ဟာဖြစ်မလဲတဲ့လီရေကြောက်ခဲရေလီရေမှာထဲ့เสียပစ္စည်းကိုလိုက်ပြီးရောသူရဲ့ပုံတံတန်ကြီးပြောင်းလဲသွားတာဘယ်ဟာလေးဖြစ်မလဲဟုတ်တယ်ရေနဲ့လီနဲ့ဖြစ်တယ်เนาะအဖြေကရေနဲ့လီနဲ့ ကဲဒါဆိုရင်တောင်းသမီးကြီးဒီလုပ်ငန်းလေးကိုကြည့်ပြီးတော့တောင်းသမီးကြီးဘယ်လောက်ထိဘာတွေကိုနားလည်သွားလဲဟုတ်တယ်ကြောက်ခဲရဲ့เนาะတီးကြတဲ့အလေးချိန်လေးတီးကြတဲ့ပုံသဏ္ဍာန်လေးရေကတော့တီးကြတဲ့ပုံသဏ္ဍာန်မရှိဘူးလေယာဆိုရင်လည်းတီးကြတဲ့ပုံသဏ္ဍာန်မရှိဘူးဆိုတာကိုတောင်းသမီးကြီးတခုနဲ့တခုနှိုင်းရှင်ပြီးတော့တည်သွားပြီเนาะအောက်မီရိုရမယ်ဆိုတာဒီချက်ယုံကြည်ပါတယ် ကဲဒီ channel တူတူသင်ခန်းစာတွေကိုဆက်ပြီးတော့ကြာမယ်เนาะ